အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆက်ဆံရေးတစ်ခုမှာလေးစားမှုထားရမယ့်အရာ၅မျိုးကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆက်ဆံရေးတစ်ခုအတွင်းမှာလေးစားမှုဆိုတာအခြေခံကြတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်ဥပမာမိသားစုမိတ်ဆွေချစ်သူလို့ဖော်ကင်ဖက်တင်းယူစရာစတဲ့အရာတိုင်းမှာလေးစားမှုမရှိရင်ဆက်ဆံရေးကတာရှိမခံနိုင်ပဲအစိုးတပွဲဖြစ်သွားနိုင်ပါတယ်တကယ်အကျိုးရှိတဲ့ဆက်ဆံရေးတစ်ခုအတွက်ထားရှိတဲ့လေးစားမှု၅မျိုးကိုအောက်ပါအတိုင်းဖော်ပြပေးခြင်းပါတယ် နံပါတ်တကုတ်ကိုကိုလေးစားပါဆက်ဆံရေးတစ်ခုမှာ အခြားသူကိုလေးစားနိုင်ဖို့မတိုင်မီကိုကိုကိုအရင်လေးစားဖို့လိုအပ်ပါတယ်ကိုတံပိုးကိုတေချာနားလဲထားမယ်ကိုအခွင့်ရေးတွေကိုထိမ့်သိမ်းထားမယ်ဆိုရင် အခြားသူကလည်းအဲ့ဒီအတိုင်းကိုကိုလေးစားမှုရှိလာမှာပဲဖြစ်ပါတယ်ကိုကိုကိုလေးစားမှုမရှိပဲအခြားသူကသာအမြဲကယူဆိုင်မယ်ဆိုရင်ဒီနေ့မှာကိုတံပိုးကြဆင်းသွားပြီးဆက်ဆံရေးထဲမှာမညီမျှမှုတွေဖြစ်နိုင်ပါတယ်နံပါတ်1အခြားသူရဲ့အတွေးအမြင်ကိုလေးစားပါ လူတိုင်းရဲ့အတွေ့အမြင်ယုံကြည်ချက်အမြင်သဘောထားတွေကတူညီနေမှာမဟုတ်ပါဒါကြောင့်ဆွေးနွေးမှုတွေအကြားသဘောမတူတာမျိုးတွေရှိတာသဘာဝပါပဲအဲ့ဒီအချိန်မှာမင်းမြင်မမှန်ဘူးလို့တိုက်ရိုက်ပြောမဲ့အစားမင်းမြင်ကိုနားထောင်မယ်ဒါပေမဲ့ကိုယ်ထင်မြင်ချက်ကတနည်းတစ်ပုံဆိုတဲ့လေးစားမှုနဲ့ဆက်ဆံတင်ပါတယ်အတွေ့အမြင်ကို လေးစားတာကအချင်းချင်းနားလည်မှုရအောင်လုပ်ပေးပြီးချစ်ချင်းမြတ်တာကိုပါကြီးမစေပါနဲ့နံပါတ်3အချိန်နဲ့အကျိုးမြတ်ကိုလေးစားပါ ဆက်ဆံရေးတစ်ခုမှာလူတဦးရဲ့အချိန်ကိုမလေးစားဘူးဆိုရင်အချိန်မရွေးပြဿနာတွေဖြစ်တတ်ပါတယ်ဥပမာချိန်ထားတဲ့အချိန်ကိုအမြဲနောက်ကြတာတာဝန်ယူထားတဲ့အလုပ်ကိုအလေးမထားတာတို့ကအခြားသူရဲ့အချိန်စိတ်အားထက်သန်မှုကိုစွန့်ပစ်ထားသလိုပါပဲဒါကြောင့်အချိန်လေးစားတာအခြားသူပေးတဲ့အားထုတ်မှုကိုချီးမွမ်းနိုင်တာတွေကဆက်ဆံရေးကိုပိုခိုင်မြဲအောင်ကူညီပေးပါတယ်နံပါတ်၄စကားနဲ့အပြုမှုကို လေးစားပါ ဘဝမှာစကားတလုံးရဲ့ဆွမ်းအားကပျောက်ပြက်နိုင်စွမ်းရှိတယ်လို့တတ်တာစီမဲ့အာနိသင်လဲဓာတ်ရိုက်ပေးနိုင်ပါတယ်။အမြဲအပြောဆိုကိုဂရုစိုက်ပြီးအတုံးပြူတာကလူတဦးတယောက်ရဲ့စိတ်ခံစားချက်ကိုထိခိုက်မသွားအောင်ကာကွယ်ပေးနိုင်ပါတယ်။အပြုအမူနဲ့လဲထင်ဟပ်ဖို့လိုအပ်ပြီးမကြုံကျင်တာကြုံမသွားအောင်ကူညီပေးခြင်းအယုအသေးပြခြင်းတို့ကလည်းလေးစားမှုကိုပေါင်းထည့်ပေးပါတယ်။နံပါတ်၅ကိုပိုင်အာနာနဲ့အခွင့်အရေးကိုလေးစားပါ။လူတိုင်းမှာကိုပိုင်နဲ့ပဲကိုပိုင်ခွင့်ရေးတွေရှိပါတယ်ဥပမာ တယောက်တည်းနေရခြင်းကိုပုပ်ကိုရေးအချက်လက်ကိုမပြောခြင်းတဲ့အခါမတူညီတဲ့ဆုံးဖြတ်ချက်တွေစတာမျိုးပါအဲ့ဒီအရာတွေကိုမလေးစားပဲအမြဲကြော်လုံသွားမယ်ဆိုရင်ဆက်ဆံရေးထဲမှာအမြဲမချမ်းသာမှုဖြစ်နိုင်ပါတယ်တယောက်တည်းနေရမယ့်အချိန်ကိုအေးစေးပေးခြင်းမိမိမဟုတ်တဲ့အရာကိုမသိမ်းယူခြင်းစတာတွေကဆက်ဆံရေးမှာအဓိကအကျိုးရှိတဲ့လေးစားမှုတစ်ခုပဲဖြစ်ပါတယ်ဆက်ဆံရေးတစ်ခုတိဆောက်ရမှာချစ်ချင်းမေတ္တာယုံကြည်မှုဂရုစိုက်မှုတွေက အရေးကြီးတယ်လို့ ဒီလေးစားမှု၅မျိုးကလည်းအခြေခံကြတဲ့အုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။ကိုကိုကိုလေးစားတာအခြားသူရဲ့အမြင်ကိုလေးစားတာအချိန်နဲ့အထောက်မှုကိုလေးစားတာစကားနဲ့အပြုမူမှာလေးစားတာနေပယ်နဲ့အခွင့်အရေးကိုလေးစားတာစတဲ့အရာတွေကိုအမြဲတမ်းထားနိုင်တဲ့အချိန်မှသာဆက်ဆံရေးတစ်ခုကိုတာယာအောင်တိစောက်နိုင်မှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။